အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမကြီးရွေးဝတီခင်ဦးရေးတာတဲ့ဖွေးနဲ့ကိုကိုလို့အမည်ရတဲ့ဝိထုတော်လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာ ဖွေးနဲ့ကိုကိုရန်ကုန်မှတထုံကကြီးကိုပါကျဲတို့ကသည်အပြင်းနှင်နေ၏စိန်လန်းသောလေယာဉ်များတောရိပ်တောင်ရင်များကိုတရိပ်ရိပ်ဖြတ်ကျော်လာသည်ကိုတော်ဦးခမည်းအကျံတော်တော်ကောင်းတယ်ဗျာအခုလို လေယာဉ်ကဏ္ဍစိုက်ပျိုးရေးလုပ်ငန်းတိုးတက်မှုအတွေ့ စီမံကိန်းတွေနဲ့လုပ်နေတဲ့အချိန်ခါမှာခမားဆန်သက်တဲတာကတိတ်ပြီးအတိတ်ပဲရှိတယ်ဗျို့အသက်30ခန့်အသားလက်လက်နှာရံပေါ်ပေါ်မျက်ခုံးထူထူနှင့်ပါကျဲတို့ကိုကိုယ်တိုင်မောင်းနေသောကိုထဝူးသည်နှစ်သက်အားရသောလေတန်နှင့်ပြောနေသောတငယ်ချင်းကိုစမ်းမောင်ကိုတစ်ချက်လှည့်ကြည့်ပြီးပြုံးလိုက်သည်ကိုစမ်းမောင်ရဲ့ပြည်တွင်းအတွက်ကိုပြည်ပအတွက်ရောစဘာကိုဆန်ပြစ်အောင်လှုပ်ပေးဖို့အတွက်ဆန်ဆက်တွေလည်းလိုတယ်မဟုတ်လားစမ်းမှုခန္ဓာတိုးတက်ရမယ်လေ ကျွန်တော်နဲ့ဆွေမျိုးသားချင်းတော်တဲ့သူတွေလည်းတထုံမှရှိနေတော့စီမံကိန်းတစ်ခုချပြီးတဲပြစ်သွားတာပါပဲ။음ဒါဆိုရင်နောက်ပြန်စံသက်ဖွင့်ဝဲမှာဘာကြွေးဖို့စီစဉ်ထားတယ်လဲ။ကျွန်တော်ဆွေမျိုးသားချင်းတွေကတော့ဘုံရင်းကားချက်မဲ့လို့တော့ပြောတာပါပဲ။စကားတပြောပြောနဲ့တထုံမျိုးတို့ဝင်ခဲ့ပြီ။တဲခုကန်းအရင်ဝင်ရေမိုးချူနန်းနတ်စာစားပြီးမှစံသက်တဲ့နေရာမြို့ပြင်အနီးသို့ခရီးဆက်ထွက်ခဲ့သည်။ စံသမန်နေဂျာအလုသမားများနှင့်ဆွေမျိုးသားချင်းများကဝမ်းသာအားရစည်းကြိုကြသည်ကိုတော်ဦးသည်စံသတဲ့လက်ပဲကြည့်ကြည့်ပြီးမနှက်ဖြန်အတွဲမုံအင်းကားချက်ရန်ကြက်တုံလီငပြောဥဖြက်စီချက်ကြော်နေသောတဲတန်းချီနေရာသို့ရောက်လာခဲ့သည် ကာလာသားလူရဲလေးလေးမိမ့်မပြုံလေးလေးအများကြီးကြော်လော်ချက်ပြုံနေကြသည့်နေရာသို့ရောက်လာခဲ့သည်အားလုံးပြုံးပြုံးချင်ချင်စူးစူးညံ့ညံ့ရဲရဲမောမောနှင့်စကားတမ်းများစူးညံ့နေ၏ တဏီယာ၌တဖက်သို့လှည့်၍ကြက်တုံထိုင်လိနေသောဇရောက်သိန်းစာသဘင်များစုစည်းပြီးတဏ္ဍခါထူထူဘကွက်တင်ထားသည့်အသားဆွဆွဖြူနေသည့်မိမပြိုကလေးတအူးကိုတွေ့လိုက်ရာ ရှေတန့်သွားလိတော်သည်ဒီကလေးမလေးကမပွေးဥလေသူ့အဖေကလဲသမားကြီးဥပကျော်တဲ့ဥလေးတို့တိတ်ပြီးအားကိုရတာပေါ့ဒါပေမဲ့ခုတော့မမချဘူးမိန်းကလေးကလှဲ့မကြည့်သူ့ကြက်တုံမင်းသူဆက်ပြီးတော့လှီနေသည်ဟဲ့ဖွေးဦး ဒီမှာဆက်သက်သေးလာနေတယ်နှုတ်ဆက်လိုက်ပါအောင်လေဒီတော့မှမခွေးဦးကငုံ့ညွင့်ကြက်တုံလေးနေရာကကိုထက်ဦးကိုမော့ကြည့်သည်ကိုကိုထက်ဦးမျက်လုံးများအခိုးလျံများထွက်မတဲ့ဝင်းဝင်းတောက်သွားသည်လှလိုက်တဲ့မိန်းကလေးရဲ့အသားတွေကနှုတ်ပြီးဖြူဖွေးနေပါကလားကိုထက်ဦးသည်မခွေးဦးမျက်နာကိုတန်းတောင်းအောနဲ့ငေးမောကကြည့်နေမိလိုက်သည်မခွေးဦးအဖေကဘာဖြစ်လို့လဲဦးလေးနေမကောင်းရင်ကျွန်တော်တငယ်ချင်းကိုစမ်းမောင်ကဆရာဝန်လေးကျွန်တော်တို့ညနေခင်းလောက်တွားကြည့်ပေးမယ် ထိုအခါမှမဖွေးဦးကအတန်ထွက်လာသည်ကိစ္စမရှိပါဘူးတထေကျေးဇူးတင်ပါတယ်ရှင်ဖွေးရဲ့ဖေဖေက တုတ်ကွေးဖြစ်ပြီးအားနဲ့သွားလို့ပါအခုထမင်းစားနိုင်လာပြီလေကိုတော်ဦးသည်လှမလှမချောမသောမျက်နှာကြည်လင်အေးမြ၍နဝင်းချိုသောဖွေးဤအတန်တို့ကိုကြားရ၍ရင်ထဲမှနှွေးထွေးပြီးဝမ်းသာမိပေမဲ့တထေးဟုခေါ်လိုက်သည်ကိုတော့မဝင်မကြလားမဖွေးဦးကျွန်တော်ကိုတထေးလို့မခေါ်ပါနဲ့ဗျာကျွန်တော်နာမည်ကထက်ဦးပါ ဦးလင်းဦးမြမောင်နှင့်ကိုစားမောင်တို့သည်တဦးမျက်နှာကိုတဦးကြည့်လိုက်ပြီးအတန်ထွက်အောင်ရေမောမိကြသည်ဖွေးသည်ခေါင်းငုံချပြီးမှ ဟုတ်ကဲ့ဦးလေးဟုပြောလိုက်တော့ကိုထဦးမှပုံရွေပင်စိတ်မသက်မသာဖြစ်ကာလက်ထွက်လာခဲ့သည်စက်ဝင်းထဲပင်ဒဲဦးကြီးများနှင့်တချဲချဲမုတ်စီကျော်များကြော်နေကြတော့အလုသမားတက်တိုက်လဲဝမ်းမန်းတသာစီကြုံနေကြသည်မိန်းကလေးအုပ်စုအတော်ကြီးအုပ်စုများကရုပ်ရည်တန်တန်အယံမြင့်မြင့်နှင့်သူတို့ဆက်တထီးဤဖော်ရည်ပုံတို့ကိုသဘောကျကား တီးတိုးတံတွေတတိုးတို့နဲ့ပြောကြရေမောကြနဲ့ပြောနေကြသည်သူတို့တထေးကလူပြုံဟုတ်မဟုတ်သိချင်နေကြသည် မနေနိုင်သူတို့ဦးကတထေးကတော့ကမပါဘူးလားရှင်ဟု အသက်ကြီးကြီးအတော်ကြီးတို့ဦးကဆက်စုလို၍မျက်နှာကြိုသွေးပြီးမေးလိုက်သည်ကိုထောက်ဦးကဘာမှပြန်မပြောဘဲပြုံးနေရာဦးလေးတော်သူကညီးလို့လေတယောက်တည်းစံစပ်ဖွင့်ခွဲလာတာမမြင်ဘူးလားဟုလှန့်ကောက်လိုက်ပေမဲ့ဒါဖြင့်လူပြိုပေါ့နော်ဟု စနွေမကင်လှိနေသောအတော်ကြီးတယောက်ကထက်ကွန်လိုက်ပြန်ရာအာလုံးပွဲကြသွားလေသည်တဲခွန်ကန်းတို့တငယ်ချင်းတယောက်ပြန်လာပြီးကိုထဦး၏ငြိမ်သက်သာကောင်းနေသောအမူအရာကိုကိုစမ်းမောင်သည်အကဲခတ်နေသည်အတန်ကြာအဲ့ရတဲ့လှဲ့နေပြီးမှကိုစမ်းမောင်ဘာစည်းလေးများရှိတယ်လဲဟုစိုင်းမစင်ပုံမစင်မေးပါလေတော်သည်ကိုစမ်းမောင်သည်ပထမတော့အံ့ဩသွားပြီးနောက်မှပြုံးရင်ကပါပါတယ်ဗျာစေးတွေအကုန်ပါတယ်မပွေးဦးအဖေအတွက်ပေးခြင်းတွေကိုဟုတ်လား ဟုတ်မေးလိုက်တော့ကိုထဦးမျက်နာသည်အတန်ငယ်နေရဲသွားလေသည်ဆက်เสียရမဟုတ်ပါဘူးဗျာကလေးမလေးကတော်တော်လှတာပါပဲတထုံဘက်မှာဗမာကရင်ပအုပ်တွေရှိတယ်မဟုတ်လားပြည်တော်စုသွေးတွေရောတော့ပြီးအလှတွေစုနေသလားမသိပါဘူးဗျာကိုစမ်းမောင်ပြောပြနေရကိုထဦးကခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေပြီးစေးတဖုံလွယ်အိတ်ထဲထည့်ပြီးဦးလေးဦးမြောင်ကိုခေါ်၍ဒေပရင်ကြီးပါဘက်ကိုပါကျဲတော့ကိုမောင်းနေလာခဲ့သည် ကိုစမ်းမောင်နေချက်ကောပါရက်လားကိုစမ်းမောင်ဒီအားရပါရရင်မောလိုက်ပြီဦးလေးဦးမြမောင်ရေခမရတို့လူပြိုကြီးကတော့မဖွေးဥကိုသဘောကျသွားပြီထင်နေဟုကားနောက်ဘက်ထင်ထန်၍ပါလာတော့ဦးမြမောင်ကိုလှဲ့၍ပြောလိုက်နေသည်ကောင်းကောင်းတာပေါ့မောင်ရကောင်းမလေးကကိုးနောင်ကန်ပန်းနောင်ကန်ကလေးရည်စားလည်းမထားဘူးစဲတန်းနဲ့အောင်ထားပြီးပြီ သူ့အဖေအလုပ်ကိုပဲကူညီပြီးလုပ်ပေးနေတယ်အတက်ကတော့20ကျော်လောက်ပြီပေါ့ တောင်းနှင့်တောင်းနှင့်စိမ့်လန်းနေသောဒေဝရင်ကြီးပါသည်တောင်ရှင်ရင်းတွင်လဲရခင်စိုက်ကင်းများအပြည့်နှင့်တာယာလှပါသည်တောင်ထိပ်ပေါ်တွင်ဇေဒီအဆူဆူနှင့် တောင်ရှင်ရင်းတွင်ရှိသောဒေဝရင်ကြီးပါထိပ်ကြီးနွားတချင်းနှင့်ကောက်ယိုစုပုံထားသောခြံဝင်းထဲတွင်ဓဏီမိုးတက်သားထရန်ကာထားသောအင်္ဂလိတလုံးချေဝဲကားသည်အချိန်လျှော့ကရက်လိုက်သည်အင်ကြီးတွင်နှီးသက်၍တောင်းရက်နေသောအတော်ကြီးတယောက်ကပြပြတလဲလဲထား၍ကျမ်းပြင်တွင်တင်ပြူးပြများခင်း၍ကြိုဆိုသည် ဥပကျော်နေကောင်းသွားပြီလားစက်တလီမောက်တက်ဟူးလဲပါတယ်တငယ်ချင်းဆရာဝန်လဲပါလာလို့လာကြည့်ပေးတာဥမြမောင်ကြီးစကားဆုံးနေအဲ့ရတဲ့တွင် ခပ်ပိန်ပိန်သပင်ဖြူဖြူကတုံးနှင့်ထွက်လာတော့ဥပကျော်အားကိုထဥကပြုံး၍နှုတ်ဆက်လိုက်သည်တို့ရတွင် မျက်လုံးကတော့အိမ်ခန်းထဲလှက်ကြည့်လိုက်နှင့်တစုံတယောက်ကိုခြာခွင်နေသည်။လက်ဖွေးဦးဤမိခင်ကလက်ဖက်ရည်ချမ်းပကံနှင့်ပဲကြီးလောထဏ်ရတို့ကိုဗန်းနှင့်ခြာလာပေသည်။ တို့ရတွင်ကိုထဦးသည်ကနာမငိမ့်မျက်လုံးကမတိမတာရှာဖွေနေစေကိုစားမောင်ကကိုဘကျော်ကိုဆန်းသက်ပြီးအားစီများပေးနေသည်မပွဲဦးလည်းမတွေ့ပါလားကိုထဦး၏မမြိုသိမ့်နိုင်၍မေးတံကခတ်တိန်တိန်ကလေးဖြစ်သည်လယ်ထဲမှာစဘာသွားတိုက်နေတယ်ခုပဲပြန်လာတော့မှာပါမနှက်ဖန်ဆန်းသက်ဖွင့်တာနဲ့သူ့စဘာအရင်ကြိတ်မလို့လေလယ်နေစီတိုက်ပြီးကြိတ်မယ်ပြောတာပဲကိုထဦး၏ရင်ထဲတွင်မရှိမဆန်ဖြစ်သွားသည်ဝမ်းနဲ့ရမလို့လို့ဝမ်းတာရမလို့လို့ တမျိုးကြီးပါလားဟောဟောဟောဟိုမှာပြန်လာပြီဟိုမှာလှဲမောင်းလာတာမခွေးဥပေါ့ဥမြမောင်ကခြံဝင်းထဲသို့လဲဝင်ရိုးတန်ဆူညံစွာဖြင့်လှဲမောင်းရွေဝင်လာတော့မခွေးဥကိုလှမ်းမြင်၍អော်ပြောလာသည်လဲပေါ်မှဆင်းလာတော့မခွေးဥသည်နှာတန်ကလေးရှာနှင်းတန်ကလေးရှာနွားတပိုးတွေဖြုတ်နွားတွေကိုခြံတော့မှာတွားချီလိုက်ပြီးកောက်ရိုးပုံတွေချကြွေရေတိုက်တည်နေအိမ်ပေါ်သို့တော်တော်နှင်းရောက်မလား တပတ်ကလေးပေါင်း၍ပါမုံမို့ဖြစ်ပြပေါ်တွင်ဝါဝင်းနေသောတဏ္ဍခါတင်၍နှစ်ဘူးပေါ်မှချွေစီများတုတ်ကအနာရောက်လာသောမဖွေးဥအားကိုထဦးသည်ဂယုနာမိုးရင်ထဲမှတုံချလိုက်ပြီးစူးစူးဆိုင်ဆိုင်ကြည်နေမိလေသည်ဥလေဘယ်တော့ကရောက်တယ်လဲကြာပြီလားဟင်ဟဲ့ဟဲ့ဟဲ့ဘယ်ကဥလေတဲ့တထေးလိုခေါ်လေမဖွေးဥရင်မိခင်ကအားတုံအာနာနဲ့လှမ်းပြောသည်တထေးလေးကတထေးလိုသူ့ကိုမခေါ်ပါနဲ့မနက်ကစံစားမှတွေ့ကြတဲ့ကပြောထားလို့ဥလေးတို့ခေါ်ရတာ ကိုထဦးသည်ဖိုးရည်ကိုပြုံးပြေးကြည့်နေမိသည်မိသားစုအားလုံးကယိုယိုတတာအမေကကရင်ကဗျာအဖေကဗမာ မဖွေးဦးကတော့အသားရည်ဖြူဖွေးနူးညံ့ပြီးမျက်နှုံးလှလှမျက်တောင်ကော့ကော့မျက်ခုံးကောင်းကောင်းကိုလုံးကလေးတွယ်တွယ်ကလေးနဲ့ရှစ်ဆက်ဝဲအပြုံးပိုင်ရင်ကလေးဖြစ်သည်ဖွေးအားမြင်းလေးမြင်းချင်းရင်းတွေခုံပြီးတလက်လက်နဲ့ရှင့်နေမိသူကတော့ကိုထဦးပင်မနက်ဖြန်ဆန်သက်ဖွင့်ပွဲနဲ့အတူကျွန်တော်မင်္ဂလာပွဲတစ်ခုလုပ်ပေးရသည် အားလုံးကအံ့အားတင်ပြီးကိုထက်ဦးကိုကြည့်ကာရှေ့ဆက်ပြောမိစကားများကိုနားဆွေနေသည်ကိုစမ်းမောင်ကတော့ကိုထက်ဦးလက်ကို အသာအရာဆုပ်ကိုင်လိုက်ရာလက်ပြားတွေအေးဆက်နေသည်ကို စမ်းမိလိုက်သည်ကျွန်တော်မဖွေးဦးကိုမြင်မြင်ချင်းနှစ်သက်မိတယ်မေတ္တာရှိမိပါတယ်နှက်ဖြန်ဆက်ယုံဖွင့်ပွဲနဲ့အတူ မင်္ဂလာလက်ထပ်ပွဲပါကျင်းပကြပါတယ်အားလုံးပါဇက်ဟထားကြသည်ဖွေးကတော့မျက်နာကုန်း၍အိမ်ထဲသို့ပြေးဝင်သွားလေတော်သည် ဘယ်သူမှမမျော်လင့်ယုံရမလားအိမ်မက်ဆန္ဒသည်မိဘများကပင်ဘာပြောရမှန်းမသိဦးမြမောင်က အရင်စိတ်ဆက်ကြောင်းလန်းထားတဲ့ကြောင့်မြန်လွန်း၍အစီအစဉ်ပြုလုပ်ရန်အချိန်မရှိကြောင်းတို့ကိုပြောပြသည်ကိုလည်းကိုထက်ဦးသည်လက်မခံပေအရေးကြီးဆုံးကကျမသမီးမပွေးမှုအပေါ်မှာမူတည်ပါတယ်သူ လက်ခံမဲ့ဆိုရင် ဖြစ်ပါတယ်ဟုမိခင်က ပြော၍အားလုံးသဘောတူကြသည်သူ့ရာတွင်ကိုထက်ဦးကတော့ဖွေးကသူ့ကိုလက်မခံပါကိုတော့သူကစွ့ယူရမှာပဲဟုဆုံးဖြတ်ထားသည် မိခင်လောက်သူကအိမ်ခန်းထဲသို့မြန်မြန်ပြေးဝင်သွားသည်ဟဲ့မဖွေးဦးဘလို့လောက်ကြမလဲတမီတူနဲ့လက်ထပ်ဖို့လက်ခံပါလားမဖွေးဦးသည်မတုံမလုံးနှင့်ထိုင်နေမိရာမိခင်ကငုံချတာသောတမီမျက်နာကိုစိတ်မချေ၍စက်ခနဲဆွဲမော်လိုက်သည်ဖွေးဤမျက်လုံးသည်တလန့်လက်တောက်ပလျက်ရှိသည်နှုတ်ခမ်းကလေးကမပွင့်တပွင့်နှင့်ပြုံးလိုက်သည်ရင်းအုံကလေးကိုလက်နက်ဖက်ဖြင့်ဖိထားသည်မျက်နာကလေးမော့မျက်တောင်ကလေးကော့၍အမေဟုဖြည်းဖြည်းကလေးခေါ်လိုက်သည်ထို့နောက် အမေဖွေးလက်ခံနေဖွေးကလည်းသူ့ကိုမြင်မြင်ချင်းယဉ်ခုန်မိတယ်အခုဒီညက်နေသူ့အိမ်ကိုလိုက်လာမယ်ဆိုတာလည်းဖွေးကအလိုလိုသိနေတယ်ဖွေးသူ့ကိုရှက်တယ်အမေမဖွေးဦးမိခင်ဒီယဉ်ကိုဖိ၍ကြုံကူးပေါင်တော်ဟုရောင်ရည်ပင်អော်လီမိတယ်ဒီဤသို့နှင့်မနက်ပြန်စံသက်ဖွင့်ပွဲနှင့်အတူကိုထံဦးနှင့်ဖွေးတို့မင်္ဂလာပွဲပြုလုပ်ရန်အားလုံးသဘောတူသွားကြလေသည် တခုတော့ရှိတယ်။ဖွေစံစက်ဖွင့်ခွဲမှာလှဲနှစီတိုက်စဘာကြိတ်ဖို့ရှိတယ်။အဲ့ဒါကြိတ်ရအောင်မယ်။စဘာတစည်းကိုစံတင်း၂၀ရတယ်။ဦးလေးအတွက်တကတစည်းဖွေရအတွက်တစည်းစဘာကြိတ်မယ်လေ။မိခင်တို့သူကဖွေကိုမျက်ဆောင်ထိုးရင်ဖွေမင်္ဂလာဆောင်တာကစားစားခလေးကစားစရာမဟုတ်ဘူးတယောက်ယောက်ကဖွေရစားစဘာကြိတ်ပေးမှာပေါ့သူတို့သမီးဆိုတာကြက်တရေရှိရှိအိမ်တွေရှိရှိနေရတာကိုတော်ဦးတီဖွေမျက်နှာညှို့ကြသွားတယ်ကိုမမြင်ရတော့ချီ ရပါတယ်တော်တော်ဆန်ဆတ်မှာစဘာကြိတ်ပြီးလက်ထပ်တာပိုတော်မင်္ဂလာရှိပါသေးတယ်ကျွန်တော်နဲ့အဖွေနဲ့နှစ်ယောက်အတူတူလဲမောင်းပြီးဆန်ဆတ်မှာစဘာကြိတ်ကြမှာပေါ့ဖွေးသည်ပြုံးချင်သွားပြီးကိုထဦးနှင့်မျက်နှာမျက်လုံးချင်းဆိုင်က80ပွဲကြည်လိုက်မိလေသည်ဤသို့နှင့်တယ်လီဖုန်းဆက်၍ရန်ကုန်သို့အကျိုးကြောင်းပြောပြီးသတို့သမီးသတို့သားအဝေးအစားများကိုချက်ချင်းမာသည်မိတ်ဆွေများကိုညာတွင်ချင်းဖိတ်တရွာလုံးအနှံ့မင်္ဂလာဆောင်ကြွရန်ဦးမြမောင်ကစီစဉ်ခြင်းဖြင့်မိုးလင်းသွားခဲ့သည် ဖွေးထအူစံသက်ဖွင့်ပွဲတွင်ကိုထအူမဖွေးဦးတို့၏မင်္ဂလာဆောင်သည်လဲရင်နှင့်စဘာတိန်၍သရိုးသမီးသရိုးသားတို့သည် ကိုတိုင်စံသက်တွင်စဘာကြိတ်ရာလဲနှပေးမှမိတ်ဆွေသားချင်းများကပန်းများပေါပေါများကျဲပြီးအိုးစီပုံပေါင်းတီးမှုကြသည်မုံဟင်ကဆန်းတွင်မကင်မောက်စီကျော်အေးပလင်းများဖြင့်တရွာလုံးအဝါကျွေးပြီးပျော်ရွှင်စီကားစွာပြီးစီသွားလေသည်။ဦးလေးတော်သူဦးမြောင်က ကမခရပြုလုပ်၍မိဘနှစ်ပါးမရှိသောကိုထအူးကိုသာ ၎င်းနေအိမ်၌ပင်သရိုးသားသရိုးသမီးအိမ်ခန်းပြင်ဆင်ပေးလေသည် တောင်ချိန်မှတသားအင်္ဂလိပ်သည်ပန်းမျိုးစုံတက်ခွမျိုးစုံပွင့်နေသောရှံဝင်းကလေးနှင့်ညက်နေခင်ပန်းရနှံ့သိမ့်လျက်ဖွေးမနက်ဖန်ကိုကိုရန်ကုန်ပြန်တော့မယ်ဖွေးလိုက်ခဲ့ရမယ်နော်ကရင်ပေါ်တွင်မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီးကိုထဦးကဖိုးရည်မျက်နှာလေးကိုလက်နှက်ဖက်ဖြင့်အသာအရာယူကာမျက်မျက်နှုံနှုံလေးတန်တို့တို့ဖြင့်ပြောနေလေသည်ဖိုးရည်သည်မျက်တောင်ကလေးဆင်းပြီးကိုထဦးကငေးကြည့်နေမိသည် အိမ်မက်မက်နေသလားဟုသူ့ကိုယ်သူထင်မြင်မိသည်။ဘာကြောင့်ကိုထအူးကိုချက်ချင်းလက်ထက်မိတလဲသူ့ကိုယ်သူမသိပေ။ရင်ထဲမှာနှွေးထွေးစွာပေါက်ွက်လာသောချင်းမြတာနှင့်အတူကိုထအူးပြောသည်မှခေါင်းကလေးအသာညှိမ့်ပြီးသဘောတူလိုက်သည်။ကိုထအူးပြောင်းချွင်ချင်းမြသွားပြီ။ဖွေးခေါင်းကြီးညှိမ့်မနေနဲ့ဗဇက်ကလည်းပြောအောင်လေ။ငင်ငင်တတာပြောလိုက်ရာဖွေးကကိုထအူးရင်ခွင်ထဲမှာမျက်နှာအံ့၍ဖွေးလိုက်မယ်ကိုကိုဟုတူတူကလေးပြောလိုက်သည့်အခါ ဖွေးဤသွေးတွေသောကိုလုံးကလေးမြောက်ပါတော့ကိုထဦးကအာရပါရပွေ့ချီ၍မားလိုက်ပါသည်ဖွေးကိုကိုရှိရတဲ့ဖွေးလေဒေဗရိန်တွင်လက်တော်ဘွယ်သည်တောတဘာဝယခုတပံစီဒိုနာဟိုတယ်တွင်မင်္ဂလာဧကံဘွယ်ထပ်လုပ်ပြန်သည်ညတဲ့ညတိုင်းလည်းဧကံဘွယ်ထမင်းစားဘွယ်တွေဆက်လက်ရှိသည်လှပီးသားမကွေးဥသည် အပြင်းအစင်အဝေစာစိန်ရွှေယတနာများပြည့်လျက်လှပီးခြင်းလှနေပြန်သည် ကိုကိုအလုဒရုံးတို့ခေါ်၍လိုက်သွားရာမန်နေဂျာစရင်ကင်ကွန်ပျူတာအော်ပရေတာစရင်စကြီးများအလုံးကအထူးအဆန်းဝိုင်းကြည့်ကြနှုတ်ဆက်ကြချီးကျူးကြတဲ့ဖြင့်ဖွေးသည်ခေါင်းကိုက်လာသည်ညဘက်တွင်လည်းအေးမဝညကအပွဲများကာရာအိုကေတရှင်းဆိုပွဲများကိုဖွေးသည်မကြိုက်ပဲလိုက်သွားနေရသည်ဤသို့ဖြင့်နှစ်လသုံးလကြာခဲ့ပြီးတညတွင်ကိုကိုဖွေးကောင်းကောင်းနေမကောင်းဘူးခေါင်းမူးတယ်ပြီးတော့အန်ကျင်တယ် ကိုထဦးသည်ဝမ်းသာလုံးဆိုကတငယ်ချင်းဒေါက်တာမောင်ဆန်းမောင်ဟာကမန်းကနန်းတယ်လီဖုန်းကောက်ဆက်ရသည်ကိုစန်းမောင်ကသူနှင့်ဆက်ဆံထားသောမိရသားဘွားဆရာအောင်ပါကလေးကြော့ကြော့ဝင်းကိုခေါ်လာခဲ့သည်ပြောပါဦးဒေါက်တာခလေးရှိလားမရှိဘူးလားအလော30မိွေကြော့ကြော့ဝင်းကခေါင်းငိမ့်ပြလိုက်တော်မှာကိုထဦးသည်လက်ခံပေါင်းခတ်၍ဖွေးရှိရာအခန်းထဲသို့ပြေးဝင်သွားမိလေသည်ကိုစန်းမောင်ကခေါင်းငိမ့်၍ပြုံးနေလေသည်ဤသို့နှင့် ဖိုးရက်အတွက်အနားယူရန်ငပလီတို့ဇနီးမောင်နှံထွက်ခဲ့ကြသည်ကိုကိုကြီးဒီတခါဖိုးရေးရန်ကုန်ပြန်ရင်လေကိုကိုနဲ့ပါတီတွေမလိုက်တော့ဘူးနော်ဘယ်ဟုတ်မလဲဖိုးရေးကလည်းကိုုံကနှူသေးတာပဲဘိုက်ကလည်းတိတ်ပြီးမပူသေးပါဘူးမိမရဲ့ဖိုးရေးကတဲတောင်ဆက်တွင်ရှေးတလုံးကလေးနှစ်ဖက်ပေါ်ဆန့်၍ထိုင်ရင်တခိခိရဲနေသည်ကိုကိုအဲ့ဒါဖွေးကအဲ့ဒါပြောတာမဟုတ်ဘူးဖွေးကအဲ့ဒီကာရာအိုကေတို့ပါတီတို့သွားရတာမပြောဘူး ဖွေးကလည်းအရှိရဲ့စီးပွားရေးလောက်တဲ့နေရာမှာအမြင်ကျရတယ်ကို့ဝါသနာနဲ့မတူပေမဲ့အကြိုက်ရှင် မတူပေမဲ့အပေါင်းအသင်းမိတ်ဆွေဆိုတာရှိရတာပေါ့ဧကံပွဲတို့ပါတီပွဲတို့သွားတာ ကိုကိုကလူပြုံမမဟုတ်တော့တာကို့မိမချောချောလတ်လာကလေးကိုလည်းခေါ်ရမှာပေါ့ဖွေးသည်ရေဆက်တွင် တက်ချီစင်းကြီးပြည့်နေသောကနန်းအကောင်ကလေးများကိုခဏငေးကြည့်နေလိုက်သည်ကိုကိုကသာပြောနေတာတချို့ဂုံကြက်တည်ရရှိတဲ့မိမကြီးတွေကရှေ့မှာသာရှေ့စရာလေးဟဲ့ ိုထဦးကန်ကောင်းလိုက်တာနဲ့ပဲဟန်လောက်ပြီးပြောနေကြတာကိုကုတ်ကိုရမလီဖိုးရီကိုမကြတဲ့ကြနဲ့ကိုထဦးတော့မှဆန်သက်တယ်ရင်လက်သမားကြီးတဦးရဲ့သမီးနဲ့တွေ့လာတာတဲ့ပညာကလည်းဆယ်တန်းလောက်တက်တာပါရုပ်ရည်ကလေးချောတာနဲ့ကောက်ယူလာတယ်လို့ပြောဆန်ကြရတယ်ကိုကုတ်ဖိုးရီကလည်းအေးမလုပ်ပါဘူးတောသူတောင်သားကောင်းစားတာချမ်းသာကြီးပွားလာတာဝမ်းသာရမယ့်အစားမစ္စရိယမနာလိုစိတ်ရှိတဲ့သူတွေကိုလည်းအထင်မကြီးပါဘူး ပွေးတို့ကရိုးသားဖြူစင်တဲ့စိတ်ရှိတယ်။ဟန်လောက်ပြီးပြုံးပြပြီးရင်ထဲမှာမနာလိုဖြစ်နေတဲ့အဲ့ဒီမိမကြီးတွေထက်ပွေးကမျိုးချစ်စိတ်တဲ့သားပါတယ်။ပွေးဤဖြူစင်ရိုးချင်းသောကလေးငယ်လေးတို့ဦးလိုနှင်းစီဘူးနှုတ်ခမ်းကလေးမပွင့်တဲ့ပွင့်ရင်ပြောပြနေတဲ့ကိုနားထောင်နေရသောကိုထက်ဦးသည်သဘောကျကတဟားဟားရင်နေမိသည်။ထို့နောက်ပွေးကဆက်လက်ပြီး ပြောပြန်သည်။ကိုကိုမရင်နဲ့ တကယ်ဟန်ဆောင်ကောင်းတဲ့သူတွေလည်းဖွေတွေ့နေရတယ်။ကိုကိုကမိတ်ဆွေတွေနဲ့ဝိုင်းဖွဲ့စကားပြောအရက်တောက်နေပြီးတော့ဖွေးကပြင်းလို့လို့ကလထိုင်လေးတစ်လုံးနဲ့ဂျောင်းထဲမှာတွားပြီးထိုင်နေတဲ့အခါတယောက်ကြောင့်တယောက်အတင်းပြင်းပြောတန်နေကြားနေရတာနားကိုညီးရော။အေးဒီကောင်မလေးစကားတွေတိတ်ပြောတယ်။ပြောအောင်ပြောကိုတော်ဦးဒီထမိန်တတူကလေးဝက်ပြီးဖြူဝေးနေသောတဲနုပေါ်တွင်ခြေလုံးကလေးဆင်း၍ထိုင်နေသောဖွေးကိုကလေးတယောက်လိုကောက်ပွေလိုက်ပြီး လိုင်းပုတ်နေသောကန်းဆက်တွင်လျှောက်ပြေးလေတော်သည်ဖွေးသည်ရှေတောက်ကလေးလှုပ်၍တခိခိရေမောကကိုတဝူပွေ့စီယာနောက်သို့ပါသွားလေတော်သည်ဘင်္ဂလိုသို့ပြန်ရောက်လျင်ဟင်းသီးဟိရွက်နှင့်အသားများများကြော်ထားသောခေါက်ဆွဲတပကံတစ်ချက်ကိုနှစ်ယောက်အတူစားကြသည်ဖွေးသည်ငပလီမှကြာကြာနေလိုပေမဲ့ကိုတဝူ၏အလုပ်ကိစ္စများကြောင့်ရန်ကုန်သို့ပြန်ရောက်ခရပြန်ပြီရန်ကုန်ရောက်ပြီးနောက်တနေ့ဒင်နာပါတီရှိပြန်ပြီဖွေးကမလိုက်လို့ ကိုလီလက်တွေကြိုက်တယ်လို့လို့ဘိုက်ထဲကလေးပွေထတယ်လို့လို့ဖြစ်၍ညင်းပြန်တော့ကိုကိုကအတင်းခေါ်ပြန်၏ကိုစားမောင်တို့ကြော့ကြော့ဝင်းတို့လည်းနိုင်ငံသားမှာအစည်းအဝေးသွားကြရပြီကြော့ကြော့ကကိုကိုငပလီမာနေကလေးကမလေးရှားကိုထွက်သွားပါပြီကိုစားမောင်က မနှက်ဖြန်စင်ကာပူသွားရမယ်နှုတ်ဆက်ရင်းစကားပြောကြတာပေါ့ဖွေးရဲ့ဖွေးရဲ့မျက်နှာကလေးမချွေးမလန်းဖြစ်နေပြီကိုထက်ဦးကတတော်တွနဲ့ချော်သည်ကိုကိုဒါပြင်ဖွေးတို့ဆော့ဆော့ပြန်ကြရအောင်တော့ ဖွေကောင်းကောင်းနေမကောင်းဘူးတဏှာဤထက်ကြော်ရင်ဖွေတို့ပြန်ကြရအောင်နော်ဤတို့ဖြင့်နှစ်ဦးသဘောတို့မိတ်ဆွေသနီးမောင်နှံဆုံးတွင်ဖိတ်ထားသောစနေမြောက်နေ့မင်္ဂလာဧကန်စကားပွဲတို့တက်ရောက်လာခဲ့ကြသည်ကိုတို့ဦးသည်ထုံးစံအတိုင်းမိတ်ဆွေများနှင့်ဘီယာတောက်ရင်စီးပွားရေးကိစ္စများစိတ်ပါဝင်စားစွာပြောနေသည်ဖွေးသည်ဖြော်ရည်လေးတစ်ခွက်လက်ကကင်ကမလွဲတာမချောင်းတာစကားပြောနေသည်မိတ်ဆွေရှိုးနေစကားပြောနေရသည်လေးအေးဆက်ကလည်းအေးတဲ့အေးလာသည် ဖွေးသည်လက်ပတ်နားရည်ကလေးငုံကြည့်လိုက်သူ့ကိုယ်ကိုစကားပြောသည့်ဝိုင်းကိုကြည့်လိုက်နှင့်တပြင်းကလေးချလိုက်မိသည်ဝိတာကလေးကအာလူကျော်တို့မြေဘဲတို့ကိုပကံနှင့်ယူလာ၍အာလူကျော်အနေငယ်နှုတ်ပြီးကလဲထိုင်တွင်ဝင်ထိုင်ရန်လက်ရလာပတ်စံအိတ်အကြီးနှင့်ခဝဝဖမ်းမအမျိုးသမီးတို့ဦးကသူ့ခန္ဓာကိုယ်နှင့်ဖွေးပိုက်တက်တဲ့ကိုဝင်တိုက်မိလေတော်သည်အောင်မလေးဖွေးသည်ဘိုင်းအောင်သွား၍လက်မီအွန်လိုင်းမီယာအမျိုးသမီးကြီးက sorry no ဟုပြောပြီးလက်ထွက်သွားလေသည် ်ပွေးသည်ဘာမှမဖြစ်သလိုဟာလောက်ကကလဲထိုင်းတွင်ဝင်ချလိုက်သည်ဘေးနားကအမျိုးသမီးတို့ဦးကပွေးဤဖြူပွေးသောမျက်နှာအံကျိတ်ထားပြီးဘိုက်ကလေးကိုလက်နှင့်အသာဖိထားသည်တို့ကိုကြည့်ရင်အနာတို့လျှောက်လာသည်ဘာဖြစ်သွားလဲယင်ကျမဘာလုပ်ပေးရမလဲဟိုဂယုတဆိုင်မိလာသည်နာကျင်မှုကိုခံစားနေရသောဖွေးမျက်နှာကလေးကိုဂယုနာတက်စွာဖြင့်ကြည့်ရင်အဲဦးဦးထအူကိုခေါ်ပေးရမလားကျမသွားပြောလိုက်မယ်နော် ဟုမြန်မြန်ပြောပြီးကာရာအိုကေခန်းထဲသို့မြန်မြန်ဝင်သွားသည်ခဏကြာတွင်ထိုအမျိုးသမီးပြန်ထွက်လာပြီးဦးထက်ဦးလာပါလိုက်မယ်ခဏစောင့်နေလိုက်ပါနော်ဟုအနားတွင်လာအားပေးရင်းကုဏကကျမဒေါက်တာဦးစမ်းမောင်ကို တွေ့လိုက်တယ်တွားချပေးပါနော်အမျိုးသမီးသည်ခတ်တုတ်တက်ထွက်သွားသည် ဖွေးသည်ဘိုင်းအောင်သည့်တရားကိုမခံနိုင်တစီငါးပြီးအိမ်ပြန်ရန်ကလဲထိုင်ပေါ်မှာအထတွင်ကိုစမ်းမောင်နှင့်အမျိုးသမီးကလေးပြန်ရောက်လာသည်ကျမ လက်ထပ်ပွဲဆက်နှစ်ပြည့်လို့ anniversary လုပ်တဲ့ဦးလေးနဲ့ဒေါ်ဒီရဲ့တူမတင်းတင်းပါဒေါက်တာဦးစားမောင်ကိုခေါ်လာခဲ့ပါပြီဖွေးဒီဘိုက်ထဲမှာတအားနာ၍ဟမ်မဆောင်နိုင်တော့ဦးစားမောင်ဖွေးကိုအိမ်ပြန်ပို့ပေးပါ ကိုကိုကသူ့မိတ်ဆွေတွေနဲ့စကားပြောလို့မပြီးသေးဘူးဒေါက်တာဦးစားမောင်ဒီဖွေးရဲ့ရှင်လေးကိုကြည့်ကတခါတည်းခင်ခင်သေးနေတွဲ၍စေကန်းတို့ချက်ချင်းပို့ခဲ့လေသည်ထို့နောက်ဒေနာပါတီတို့ပြန်ပြေးလာခဲ့သည် ကိုထဦးသည်ဘီယာဝိုင်းတွင် အမီးနှင့်စကားမြင်မပြတ်သည်ကိုစားမောင်သည်ကိုထဦးလည်းကိုကိုဖမ်းဆုပ်ကကိုထဦးခမားလုံးနေဗျာဖွေးကိုဆေးကန့်ပုတ်ခဲ့ရပြီဘိုက်တိတ်နာနေတယ်ခလေးပြတ်ကြသလားမသိဘူးဟုဒေါ်ပွားပြီးအော်တော်မှကိုထဦးထိတ်မွေပေါက်ခံရတယ်လို့ဟင်ဘလို့ဖြစ်တာလဲတငယ်ကြီးဘယ်စည်းကမ်းမှာလဲလိုက်ပို့ပါဦးဟုမျက်နှာပြည့်၍ချွေးသီးချွေးပေါက်ကြပြီဘသူကောမှနှုတ်မဆက်နိုင်ပဲထမင်းစားပွဲမှာထွက်ပြီးပြေးလာခဲ့လေတော့သည် ကားကိုဖြည်းဖြည်းမောင်းမှာကို့လူရဘီရတဲ့တောက်ထားသေးတယ်စိတ်ပူပြီးကားအရမ်းမမောင်းနဲ့တတိပင်းရင်စေးကန်းရောက်လာတဲ့နည်းကိုစမ်းမောင်းသည် ကိုထအူးအားလက်ဆွဲ၍ခေါ်လာခဲ့လေသည်ဖွေအားအိတ်ဆေးထိုးပေးထားသည့်ဖြင့်မျက်နာဖြူဖြူရော်နှင့်ကရင်ပေါ်တွင်ပက်လက်ကလေးအိပ်ပျော်နေသည်ကိုတွေ့မြင်လိုက်ရရာကိုထအူးသည်ရင်ထဲတွင်မရှိမဆန့်ဖြစ်ကသူ့ကောင်းကိုယ်သူလက်သီးနှင့်ထိုးနေ၍ကိုစမ်းမောင်းမနေတားထားရသည် ကိုတော်ဦးသည်တက်တက်ခေါက်ခေါက်နဲ့မျက်ရည်ဝိုင်းပြီးခေါင်းငိုက်ဆိုင်နဲ့ဖြစ်နေလေရောရာသွေးမစင်ရင်ကိစ္စမရှိပါဘူးတကယ်ချင်းအာချီအောင်အိတ်ပစိလေခမရလဲစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အိမ်ပြန်အိတ်ပြီးမနဲ့ထလာလိုက်ပါကျွန်တော်ကနတ်ပြန်စင်ကာပူကိုမနဲ့အစောကြီးဖရိုက်နဲ့တွားရတော့မှာမို့ခွင့်လို့နော်အနားမှာအခုစပယ်ချယ်နဲ့လည်းရှိနေပြီဂျူဒီကြဆီအောင်ဝင်လေးနဲ့ကျွန်တော်အပ်ထားပြီးပါပြီ ကိုထောဦးသည်ညတကောင်ကျော်အထိထိုင်၍ဖွေးမျက်နာကိုဒစိမ့်သိမ့်ကြည့်ကာယင်ထုမနာဖြစ်ရင်အိမ်တို့ပြန်လာခဲ့ရသည်ညတညလုံးလိုလို အိမ်မပြောတယ်လီဖုန်းကိုတနာရီတစ်ခါလောက်ဆက်ပြီးအချိန်နေမေးရင်မိုးလင်းကန်ဒီမှာအိပ်ပြောသွားလိမ့်သည်မနံမိုးလင်းအိပ်ရာမှနိုးတော့အခါနေရောင်ကမျက်နာထိုးနေလိမ့်ပြီကိုတော်ဦးသည်မျက်နာအမြန်သိပ်၍ရေတခွက်တောက်ပြီးစေကန်းတို့ကားကိုခပ်ပြင်းပြင်းမောင်းကထွက်လာခဲ့သည်အိပ်ရာနေရာမှဖွေးသည်မရှိတော့ပြီး စေကန်းကဆင်းသွားပါပြီစာတဆောင်ကိုထက်ဦးလာရင်ပေးလိုက်ပါလို့ပြောသွားပါတယ်ရှင်ဆရာမသည်စာပေးပြီးရှားကနေလှက်ထွက်သွားရာကိုထက်ဦးသည်လုံးဝမမျှော်လင့်ပဲအသည်နှလုံးကြေမွသွားသလိုခေါင်းတစ်ခုလုံးလည်းရှာချာလဲသွားလိတော့သည်ကားပေါ်တွင်ထိုင်၍စာဖတ်ကြည့်လိုက်တော့ကို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 ကအဖွေးကိုချက်တာမဟုတ်ပါဘူးကိုဘဝကိုတိုးတက်ရေးကကိုကိုအတွက်အရေးကြီးနေတာမဟုတ်လားဖွေးနဲ့ကိုကိုဘဝကရှားနာပါတယ်ဖွေးမှာခလေးပြက်ကြသွားပါပြီဖွေးကိုတန်ရောစင်ဖြတ်လိုက်ပါတော့ တခါကကိုကိုရဲ့ဝေသူဘုံဝသည်လုံးဝအတိတ်ပဲမရှိတော့ပါလားသူဒီဖွေးကိုသမင်းသားဘွဲတွင်ခဏပဲနေမဲဟုကတိပေးခဲ့ပြီးအပေါင်းအသင်းမိတ်ဆွေများနှင့်ဘီယာတောက်ရာတွင်ထိုကတိကိုလည်းပေးခဲ့သည်ဖွေးနေမကောင်းဖြစ်နေပါသည်ဟုအမျိုးသမီးလာပြောသောအခါတွင်လည်းဖွေးကကြီးတိုက်နေသည်ဟုခပ်ပေါ်ပေါ်တွေးခဲ့သည်တကယ်တော့ဖွေးသည်သူ့ရင်ကလေး သူ့ရင်သွေးကလေးလွယ်ပြီးသူ့ကိုချိ၍သူ့ဝါသနာမပါသောပါတီအခန့်ပွဲများလိုက်နေခဲ့သည်ကိုသူလည်းသိနေသည်တင်းလျက်သားနေများကိုထဦးသည်ဆက်မတွေးရတော့ပဲအသက်လည်းမေ့ပြီးရှုမိနေသလားမရှုမိနေသလားမသိတော့ပဲဆက်ချင်းမင်းတထုံတို့ပါကျဲတို့နှင့်အပြေးနှင်နေကြတော်သည်ဥလေးတော်သူဥမြမောင်အင်ချေကရပြီးအကျိုးအကြောင်းပြောပြရာဒေဗရင်ကြည့်ပါကြည့်ဥပကျော်ဒေါ်မယ်မိနေအိမ်တို့အချိန်ပြင်းစွာကားမောင်းသွားခဲ့ပြီမဲ့နောက်ကျသွားခဲ့နေပြီ အိမ်တော့ကပ်ပြီးတကားပိတ်လျက်သားတွေ့ရသည်အိမ်နီးသားချင်းများကိုမေ့ကြည့်တော့နွားများလှဲများကိုအမျိုးများထံအပ်ခဲ့ပြီးကားတစီငါ၍ထွက်သွားထွက်သွားကြကြောင်းသာ ပြောကြသည်ဖြင့်ကိုထုပ်ဦးမှမရှိတင်ခဲ့ဖြစ်ရတော့သည်ဖွေးမဖွေးဦးကိုတောထက်ထက်တောင်နဲ့နဲ့လိုက်ရှာခဲ့ပြီးပြီးစင်ကာပူစည်းဝေးသွားတက်ခဲ့သောဒေါက်တာတင်မောင်ဆန်းသည်လည်းကုညီရှာပေးသည်ကိုထုပ်ဦးသည်တထုံဆန်းဆက်သို့မကြာခဏလာရင် တွေ့ဆုံခဲ့ရသောမုံဟင်းကားချက်ရန် ကျက်တုံလိနေသောဇရောက်သိန်းစာဇပင်ကပူကယိုနှင့်အသားဆွဆွဖြူနေသောအချောလာမကလေးဒေါသပိုင်ခြင်းမကလေးအာရင်ထဲမှာမရှင်မရဲဖြစ်ပြီးတစ်ချိန်လုံးတတိတယလွမ်းတတတာနှင့်နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိခဲ့လေပြီတခါတခါတရင်စာအာလုံးထဲမှာနေ၍ဖွေးကိုကိုကိုစိတ်ဆိုးနေတော့မဲလားကိုကိုတောင်းပန်ပါတယ်ဖွေးရေကိုကိုကိုခွင့်လွတ်ပါဖွေးကိုကိုစီ ပြန်လာပါနော်ဖွေးကိုကို ်ဦးကြောင်ကြာခဲ့ဒီမှာလဲနှစ်နှစ်ကျော်သုံးနှစ်နီးပါးပင်ရှိခဲ့လေပြီစိတ်ပြေလက်ပြောက်ဖြစ်ရန်လက်ထပ်ပြီးစားတငယ်ချင်းဒေါက်တာကိုစမ်းမောင်နဲ့ဒေါက်တာကျော်ကျော်ဝင်းတို့နဲ့အတူကြိုက်တီယိုဖရားလဲဖူးရန်တထုံဆန်ဆက်လဲကြည့်ရန်ခရီးထွက်ခဲ့ပြီစံသက်ဖွင့်ပွဲနဲ့မင်္ဂလာဆောင်ပြီးနွားလဲတွင်စပါးတင်၍ဖွေးနှင့်အတူပျော်ပျော်ရွှင်ရွှင်မောင်းနေခဲ့သည်တို့ကိုမျက်စီထဲတွင်မြင်အောင်လာခဲ့သည်အဝေးကတစ်ချက်ကြည့်ပြီးကြိုက်တို့ဘက်သို့ကားဦးလှည့်ခဲ့ရာကိုစမ်းမောင်နှင့်ကျော်ကျော်ဝင်းတို့သည်ဘာမှမပြောဘဲညီနေကြသည် ကြိုက်တော်အဝင်တွင်ဘောလုံးတဲ့တူကိုကားချောင်လိုက်ရင်ကိုထက်ဦးသည်ကားကိုချက်ချင်းကြက်လိုက်သည်ဘာဖြစ်လို့လဲကိုထက်ဦးဘာမှမဖြစ်ပါဘူးဘောလုံးဝယ်မလို့ခမဟုတ်တယ်ကိုစမ်းမောင်ကျွန်တော်ရင်သွေးလေးလာရှိရင်အသက်၃နှစ်နီးပါးလောက်ရှိပြီဘောလုံးကလေးနဲ့ဆော့ကစားနေပြီပေါ့ကိုစမ်းမောင်ကိုလှမ်းပြောရင်ဘောလုံးတဲ့စီမရှိသမျှမိုးပံမိုးပြံဘောလုံး၃လုံးကားပေါ်မှာဆင်းဝင်ဝယ်နေသည် ကာလာဘင်းတွင်ကိုထော်ဦးသည်မိုးပြံဘောလုံးသုံးလုံးနှင့်ကိုင်းပြီးပြန်လာသည်ကိုကိုစားမောင်နှင့်ကြည်ကြော်ဝင်တို့ကဂယုနာမျက်လုံးများနှင့်ကြည့်နေကြသည်။ဦးဦးဘောလုံးတစ်လုံးပေးပါတားကိုဘောလုံးပေးပါလမ်းဘေးတွင်ကလေးတဦးပြေးလာ၍ဘောလုံးတောင်းနေသဖြင့်ကိုထော်ဦးသည်ကလေးရှိတွင်ဒူးထောက်ထိုင်ချလိုက်သည်။တားကဘောလုံးလိုချင်လို့လားဟုတ်တယ်ဦးဦးကလေးကဖြူးဖြူးဖွေးဖွေးရှိစေရလေဦးဦးပေးမှာပေါ့တားနာမည်ဘယ်လိုခေါ်တယ်လဲ ဖိုးရထဦးပါအူဦးကိုတော်ဦးသည်ရင်းတွေတုံလာလေပြီဘောလုံးသုံးလုံးသလုံးကိုခလေးလက်ထဲထည့်ပြီးအနောက်ဘက်သို့ဆက်ရှင်လှက်ကြည့်မိလိုက်သောအခါခလေးနောက်မှခက်ခွာခွာရဲ့၍မျက်နှာတစ်ဖက်လှည့်သွားသောဖွေးကိုတွေ့လိုက်ရသည်ဖွေးကြည်စမ်းမင်းဖွေးဦးမဟုတ်လားဖွေးသည်ဖြေရော့ခွေစတုံးကလေးကိုပတ်၍စမိတ်ချထားသည်ကိုတော်ဦးသည်ဖွေးမျက်နှာနှင့်လိုက်၍ဆုံလိုက်မိသည် ထို့နောက်ပကုံးတစ်ဘက်ကိုတအားဆုပ်ကင်လိုက်ပြီးဒါဘု து ခလေးလဲ အတန်တုံရင်နေသည်ဖွေးကချက်ချင်းအပြေမပြေကိုထဦးကိုစိမ့်စိမ့်ကြည့်ပြီးမှခလေးကဖွေးကလေးပါဒါဖြင့်ဒါဖြင့်ခလေးအဖေကရောကားထဲတွင်ကိုစမ်းမောင်တို့ဇနီးနောင်မအောင်နှမရုပ်ချင်းရိုက်နေသည်ကိုကြည့်နေရသလိုမလုံမချက်ငြိမ်ပြီးထိုင်နေကြသည်ရင်ထဲမှာနှိုက်ဖုံနေကြသည်သူ့အဖေကလားဖွေးသည်တော်တော်နှင့်အဖေနှုတ်ကန်းကလေးကိုဖိတ်ကြိုက်က ဖွေးကိုဂယုမဆိုင်တဲ့သူဖွေးကိုကိုဆိုတာ ဟင်ဖွေးကိုကိုဒါဖြင့်ခလေးပြက်ကြပြီဆိုကိုတော်ဦးသည်ပကုံးတစ်ပောက်ကိုလှုပ်၍အတင်းမေးနေသည်ဖွေးကိုဖွေးကခေါင်းကိုမော့၍ဟုတ်တယ်ကိုကိုအဲ့ဒီတော့ကကိုကိုကိုစိတ်နာလို့တို့တမင်ရေးလိုက်တာခလေးကပြတ်မကြခဲ့ပါဘူးအဲ့ဒီခလေးကဖွေးထက်ဦးလေးပေါ့ကိုတော်ဦးသည်ဘာမပြောညာမပြောမိမခိုးပြေသလိုဖွေးဤခါကိုတအားဆွဲဖက်ကခလေးကိုတစ်ဖက်ပွေ့ချီပြီးကားပေါ်အတင်းဆွဲတင်လေတော်သည် ဖွေမင်းတိတ်မာနာကြီးပါလားကိုကိုကိုခွင့်လို့ပါရှိရဲ့ဖွေရင်ဝင်တဲ့တို့ခေါင်းထိုးနေသောကိုထောက်ဦးဝမ်းနေဝမ်းသာမျက်ရည်ပေါက်ပေါက်ကြနေသောဖွေဘောလုံးသုံးလုံးနဲ့ပြောနေသောဖွေထက်ဦးတို့ကိုကားနောက်ခန်းမှထား၍ဒေါက်တာစမ်းမောင်နဲ့ဇနီးမောင်နှံတို့သည်ကြိုက်တီရိုးဆန်တော်ချင်းဇေဒီတော်ဘက်သို့ကားကိုကြည်နူးဝမ်းသာသောအပြုံးကိုစီနှင့်ခပြေးပြေးကလေးမောင်းနေသွားလေသည်နိုင်ငံကုန်၏ဩဂုတ်လ1996ခုနှစ် ဟုတ်ကဲ့ဝိတုတွေကတော့အီဒင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားချင်အားပေးခဲ့ကြသူညီကောင်မတို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေပြီးဘေးပြာပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ